ချမ်းသာကျင်တာကအရင်လားဆင်းရဲတွေလွတ်ကျင်တာအရင်လားအဲ့ဒါမင်းတို့ပြောင်းမြန်လူတွေကချမ်းသာတာအရင်ဖြစ်နေတာချမ်းသာကနောက်မှအရင်ပါလို့ရမှာတော့မင်းတို့ဆင်းရဲတွေနဲ့ရလွတ်အောင်အရင်လို့ပြီးမှချမ်းသာတဲ့ဘက်ကိုခုန်ကူရမှာအဲ့တော့ဆင်းရဲတွေလွတ်ဖို့အတွက်ငါဒီမြင့်မနိုင်ခြင်းဘာလို့မလဲပြောရင်ရွှေရောဆိုတဲ့ရက်ဒေသကိုသွားဖို့လုပ်တယ်ရွှေရောဆိုတာလည်းဥအောင်ချက်ချင်းမရောက်နိုင်ဘူး အမေနဲ့ကွဒီကုံစင်းရောင်းရင်တက်လန့်နဲ့ဒီရွှေရောကလူတွေရဲ့ဒီပစ္စည်းလာဝယ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ဟောရွှေရောဆိုတဲ့အတန်နားတဲ့ကြားကြရဟာရွှေတော့အပုံလိုက်ကြီးဖြစ်နေတယ်လားရွှေသာဘယ်ဟုတ်မှတော့ကွာတဲ့ရွှေတွေပေါ်လို့ရွှေရောခေါ်တာဆိုအဲ့ဒီကနေပူအောင်ဟာငါတနေ့ချမ်းသာရမယ်ဒီရွှေရောကိုရောက်အောင်သွားမယ်ရွှေရောရောက်အောင်သွားဖို့ဆိုတာဥအောင်တို့လွယ်တာမှမဟုတ်တာကိုရောက်ဘူးတာမဟုတ်ဘူးခုခေတ်လူကားမပေါ်ဘူးနော်အဲ့တော့ရုပ်စရီတို့ဥအောင်တို့ဆိုတာခုနပြောသလိုပေါ့ချော်လဲရောထိုင်ပြီးတော့ရောက်ခဲ့တာမဟုတ်ဘူး ဒါလေးလဲဥအောင်တို့ဟာတို့လူငယ်တွေကိုခင်ဗျပြောနေတာမင်းတို့တက္ကသိုလ်ရောက်နေပြီးတော့လွယ်လွယ်ကူကူမထင်နဲ့ငါတို့တက္ကသိုလ်ကြောင်းတက်နေရတာကိုကအမေတို့အဖေတို့ရဲ့ပတ်စံဖြုံးတယ်လို့မလုပ်ပါနဲ့နော်ဒီလ